ပြည်သူများအားလုံးမင်္ဂလာပါဗျာ Red TV Information ကနေပြန်လည်ကြိုဆိုလိုက်ပါရင်ဇေယျပသားရတဲ့ဆိုင်ကလမတိုက်ကတော့ဖုန်းကုတ်ရှင်လေးအွန်လာလာကြောင့်တူတူနဲ့ယူမှုဖြစ်ခဲ့ရပါပြီအရင်လုံးမတင်ကန်းလာမှာစော်တင်လန်လာချင်နေဆိုရင်တော့အွန်လာလာကိုအမြန်ရှင်းထုတ်မှပဲရမှာဖြစ်ပါရင်ဂိုးပေါက်တက်လာတဲ့ဂိုးပေးနေရတဲ့အွန်လာလာကြောင့်ဂိမ်းမှုတို့လည်းခဲလေသမျှတေးရီကြောင့်စူးစမ်းမြအရာမတင်ဖြစ်ခဲ့ရတာပါ ိုဘက်ကအသွင်ကိုတကောရဖို့မျိုးစုံကြိုးခုန်ခဲ့ရပေမဲ့ပြိုင်ပန်အသင်းကဂိုးသွင်းသွားတာများငပြောင်းသည်အခေါ်နှွာစားတာထက်တောင်လဲကိုနေသေးတာဖြစ်ပါရင် nice တချို့သင်းတွေကကွင်းလေတိုင်းကဘတ်လိုက်တာကြောင့်၁၁ယောက်၁၂ယောက်ကန်နေရပေမဲ့ဂိမ်မှုတို့ကတော့ကွင်းလေတိုင်းဘတ်မလိုက်ရင်တော့မှ၁၀ယောက်၁၂ယောက်ကန်နေရတာဖြစ်ပါရင်ဘာကြောင့်လဲဆိုတော့အိုနာနာဟာဂိမ်မှုတို့ရဲ့ဂုဏ်သမားနေရာကနေဝင်ကန်နေတာမဟုတ်ဘဲတပတ်အသင်းရဲ့ဂိုးဖန်နေရှင်နေရာကနေဝင်ပါနေတာအကြောင်းဖြစ်ပါရင် ဒီအနေမှာ United တို့အခြေအနေမကောင်းလို့ဘေးနေပြောင်းမင်းနေရတဲ့အကြောင်းရင်းထဲမှာ Onana ရဲ့ဖုံးတကုတ်လက်စွမ်းကလည်းတခုပါဝင်ဖြစ်ပါတယ်။ပထမကြောင်းအဝေးကွင်းမှာသင်ကစားထားနိုင်တာကြောင့်ဒုတိယကြောင်းအိမ်ကွင်းပွဲစဉ်အတွက်အားသာချက်တွေရှိလာပြီး Onana သာစိတ်ထက်မထိုးဘူးဆိုရင်ဂိမ်းမှုတို့အတွက် semi-final ရောက်ဖို့ကအသိမခက်ခဲ့ဘူးလို့ဆိုရမှာဖြစ်ပါတယ်။ဂိမ်းမှုတို့အရင်ပွဲမှာ တောင်းလင်းနေတဲ့ကစားဝတ်နဲ့ပွဲထွက်လာခဲ့ပြီးတိုက်ဆက်မှာရမက်ကွိုင်လက်ကတောင်းထားကကလေးပေကာတာချိုစစ်တီလေးတဲ့ဘရူနိုတို့နဲ့တွေ့မိထားပါရင်ကွဲလက်မှာတော့ကက်စမဲတို့ဥကာတီတို့ပွဲထွက်လာပြီးဒါလော့နဲ့ဒူဂူတို့ကိုတော့ဝင်းဘက်တွေအပြင်ထားကစားခဲ့ပါရင်ဂုဒမနီယာကတော့ဆိုင်းဆရာလေးအိုနာနာပဲဖြစ်ပြီးနောက်တန်းတောင်းတန်းမှာမက်ကွိုင်ရမာဆာရာဝီနဲ့ရိုတို့ကိုခင်းကျင်းသွားခဲ့တာပါအင်ရှင်လိုင်ယွန်ဘက်ကတော့လေးလုံးကစားကွက်ပေါ်မှာသူတို့ရဲ့အကောင်းဆုံးလူစင်းနဲ့ပဲဂိမ်းမှုတို့ကိုရင်ဆိုင်လာခဲ့တာဖြစ်ပါရင် ။လိုင်ယွန်အနေနဲ့တောင်ပိုင်းတိုင်းစစ်တွေကနေဂိမ်မှုတွေကိုဒုက္ခပေးဖို့ကြိုးစားလာခဲ့ပေမဲ့တင်းအင်းတွေကလည်းအသွာအပြန်မှာအမှားမခံခဲ့ပါဘူး။အဲဒီနောက်ဂိမ်မှုတွေဘက်ကလည်းကစားကွက်ကိုအသေးချာပြန်လဲတီးဆော်ပြီးဖိအားပေးကစားဖို့ကြိုးစားလာခဲ့ပါရင်ပွဲချိန်23မိနစ်မှာတော့ပက်ထရစ်ဒိုဂူရဲ့ဖြတ်တင်ပေးပို့မှုကနေရရှိလာတဲ့ခွင့်ရေးကိုကက်စမဲတို့ကနောက်ပြန်ကန်ချတဲ့အလန်းစားဂိုးသိန်းဦးကိုကြိုးစားခဲ့ပေမဲ့လိုင်ယွန်ကသမားကပဲကာကွယ်သွားနိုင်ခဲ့ပါရင်ပွဲချိန်25မိနစ်မှာတော့လိုင်ယွန်ဘက်ကအဥဆောင်ကိုစနိုင်ရရှိသွားခဲ့ပြီးအမန်နာရဲ့ဖရီကစ်ကန်ချဟာဘယ်သူမှမထိပဲဂိုးတွေကိုတန်းဝင်သွားခဲ့တာဖြစ်ပါရင်အွန်နာနာတောင်ဖမ်းမီတင်းရဲ့ င်သားနဲ့နိုင်ရီတို့ကြောင်ပြီးရက်ကြည့်နေတာကြောင့်ကိုပေးလိုက်ရတာပဲဖြစ်ပါတယ်။ဥစ္စာကိုပေးလိုက်ရပြီတဲ့နော်ဂိမ်းမိုးတို့လည်းတောက်ရှော့ကိုဖျားပေးဖို့စူးစမ်းခဲ့ပေမဲ့လည်းအခွင့်အဖန်နေမှုတွေကများများဆဆမြင်တွေ့ရခြင်းမရှိခဲ့ပါဘူး။ပွဲချင်း30နာရီမိနစ်မှာတော့လိုင်ယွန်တို့လူပေးအမားကနေဝိုင်လန်းကခွင့်ရခဲ့ပေမဲ့အဆုံးသက်ကအားနေနေခဲ့ပါတယ်။ Prime Pick ကနေမှာတော့ဂိမ်းမိုးတို့ခြေပါကိုပြန်လည်ရရှိသွားခဲ့ပြီး Bruno ရဲ့တောက်ကဘောကန်တင်ပေးမှုကိုလိုင်ယွန်ကသမရှင်းထုတ်ရာကနေဥကာတီကဖြစ်တယ်လို့ပေးဖို့မှုကိုရိုရိုကခေါင်းနိုင်တင်ယူသွားခဲ့တာဖြစ်ပါတယ်။ ဒုတိယပိုင်းမှာတော့ဂင်မိုးတို့ထာနေတာခွင်ကောင်းယူပြီးတော့လိုင်အိုဘက်ကပွဲကိုတစ်ဖက်သက်ဆန်ဆန်ဖိအားပေးကစားထားနိုင်ခဲ့ပါရင်ပွဲချိန်50မိနစ်မှာတော့လာကာဆက်အခွင့်အထည်ရခဲ့ပေမဲ့လည်းချော့သွားခဲ့တာကြောင့်ဂင်မိုးတို့တတရခဲ့ပါရင်ဂင်မိုးတို့ဘက်ကလည်းဘောလုံးပိုင်ဆိုင်မှုအသားနဲ့ဖိအားပေးကစားထားနိုင်ခဲ့ပေမဲ့ final သက်ဆုံးလေးကိုရောက်ရင်ဘောလုံးအပြတ်များနေခဲ့သလိုပြိုင်မဲ့ခံစစ်ကြောင်းကလည်းကောင်းဆုံးပုံစံမှာရှိနေခဲ့ပါရင်လိုင်အိုဘက်ကတမန်တိုင်းစစ်တွေကလည်းထီရောက်မှုရှိခဲ့တယ်လို့မကွာရတို့တတအခြေစွမ်းပြနေကြလို့သာဂိမ်းမှုတို့တတရနေကြတာဖြစ်ပါရင် ဝယ်ရ98မြို့ကတော့ဒေါ်ကိုရဲ့ဖြတ်တင်ပေးဖို့လို့ကဂါနာချိုကပြေးဝင်အဆုံးတတ်ခဲ့ပေမဲ့ဂုဒမကာကွယ်သွားနိုင်ခဲ့ပါတယ်။အဲနောက်နှစ်ပတ်သင်းဆောင်အပြန်လန်ခွေးတွေရခဲ့ပေမဲ့လည်းအဆုံးတတ်ပိုင်းကတော့လွဲချော်နေကြဆဲဖြစ်ပါတယ်။ဝယ်ရ98မြို့မှာတော့ဂိမ်းမှုတော့ဥစ္စာကိုပြန်လည်ရရှိခဲ့ပြီးဘူရိုရဲ့ဖြတ်တင်ဖန်ပြီးပေးဖို့ကလူစားဝယ်ကစားမဇက်စီကခေါင်းတိုက်သွင်းယူခဲ့တာဖြစ်ပါတယ်။ဂိမ်းမှုတော့နိုင်ရပြီလို့ထင်ခဲ့ပေမဲ့နောက်ချင်းအချိန်ပေါ်နောက်ဆုံးမိနစ်မှာတော့အွန်နာနာကြောင့်ခြေပါကိုပြန်ပေးလိုက်ရပြီးတူးတူးနဲ့တေးရလဲထွက်ပေါ်သွားခဲ့တာဖြစ်ပါတယ်။ ဟုတ်ကဲ့ပါများဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့ပါလဲအခက်စားနဲ့ပတ်သက်တဲ့သတင်းကြော်တွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချောလိုက်ရပါတယ်ခင်ဗျာ